ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် channel လေးမှာကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်ပါရီရှိန်လုပ်ပေးတော်မလဲဆိုတော့လက်လီ store sign လေးတွေဂျုံတွေ့ရလေးရှိတဲ့ဒီအခက်ခဲလေးတွေကို ကျွန်တော် sharing လုပ်ပေးတော်မှာပဲဖြစ်ပါတယ်ဒီအခက်ခဲလေးကတော့ပါလေလဲဆိုတော့ဒီကုန်ပစ္စည်းတစ်ခုပေါ့နော်ကုန်ပစ္စည်းတစ်ခုကကျွန်တော်တို့ဒီလက်လီ sign ဆိုတော့ဒီကျွန်တော်ရောင်းအားလဲအဲ့လောက်အများကြီးမရှိဘူးပေါ့နော် အဲအဲ့လောက်အများကြီးမရှိတဲ့နေရာမှာဗောနော်အဲ့လောက်အများကြီးမရှိတဲ့နေရာမှာဘယ်လိုဖြစ်လဲဆိုတော့ဒီတချို့ပစ္စည်းတွေကဗောနော်တချို့ပစ္စည်းတွေကဒီအဲဖာ90လို့ဒါမှမဟုတ်ရင်လဲဒီဖာ100လို့ဗောနော်မဟုတ်ရင်လဲဖာ1000လို့ဗောနော်သူကဒီအစားစားရှိတာဗောနော်အဲ့လိုမျိုးလေးတွေအဲ promotion တက်မှတ်ထားတာလေးရှိတာဗောနော်အဲဖာ90ယူတယ်ဆိုရင်တစ်ဖာလက်ဆောင်ဒါမှမဟုတ်ရင်လဲဒီရှုံငွေဗောနော်အဲ့လိုမျိုးလေးတွေ ရှိပါတယ်အဲကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့မျိုးကတော့ဒီလက်လီ store sign လေးတွေကအခက်ခဲတခုအနေနဲ့ဒီဒီခါလေးကြာရင်ဖြစ်တတ်တယ်ဗောနော်ကုန်ပစ္စည်းတိုင်းကိုတော့ကျွန်တော်ဆိုလိုခြင်းမဟုတ်ပါဘူးဗောနော်တချို့တော့ကုန်ပစ္စည်းလေးတွေကိုကျွန်တော်ပြောချင်တာပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ဒီလက်လီ sign ဖြစ်တဲ့အလျောက်ဗောနော်ကျွန်တော်ပစ္စည်းတခုကိုအဲလက်လီလေးပဲရောင်းတယ်ဆိုတော့ဒီကျွန်တော်ရောင်းအားလည်းအလောက်ကြီးမရှိဘူးဗောနော်ကုန်စုံ sign ကြီးတွေလို့မဟုတ်တဲ့အတွက်ဗောနော် အဲ့လိုမျိုးဒီ promotion မီနိုင်လောက်တဲ့အထိအဲယူနိုင်တဲ့အနေအထားမရှိဘူးနော်ဒီတချို့ပစ္စည်းတွေတော့ဒီယူနိုင်တဲ့အနေအထားလည်းရှိတာဗောနော်တချို့ပစ္စည်းတွေကတော့ရောင်းအားအများကြီးမရှိတဲ့အတွက်ကိုယ်ဆိုင်အနေအထားအရရောင်းအားကအများကြီးမရှိတဲ့အတွက်ဗောနော်ကိုကအများကြီးမယူနိုင်တဲ့အနေအထားဗောနော် တကယ်လို့ကိုကအဲ့လိုမျိုးပစ္စည်းလေးတွေကိုဒီ FOC မီတဲ့အထိကိုကမယူနိုင်ဘူးဆိုရင်ပေါ့နော်ကိုကဘလို့အခက်ခဲရှိလဲဆိုတော့ဒီပြန်ရောက်တဲ့နေရာမှာပေါ့နော် ပြန်ရောက်တဲ့နေရာမှာဒီလက်ကားဆိုင်တွေနဲ့ရှင်လိုက်တယ်ဆိုရင်ကိုကအများအားဆေးများနေတဲ့အနေထားပေါ့နော်ဆေးများလေဆိုတာဒီနည်းနည်းလေးဆေးများတာတော့ဘာမှမဖြစ်ဘူးပေါ့နော်တကယ်လို့အများကြီးဆေးအရန်ကွာနေတယ်ဆိုရင်ဒီအဲ့လိုမျိုးဆိုရင်တော့ဒီမဖြစ်တင်းဘူးပေါ့နော် ဒီကိုဆိုင်မှာအများအားလာအားပေးနေတဲ့ customer တွေလည်းကိုကကြည့်ရတယ်တခြားဆိုင်တွေတဲ့ကိုကအရန်ဆေးများနေတယ်ဆိုရင်လည်းကိုဆိုင်တွေရေရှည်မှာ မကောင်းဘူးเนาะအဲကြောင့်မလို့ဒီနေရာမှာအာကျွန်တော်လိုမျိုးဒီလက်လီဆိုင်လေးတွေအခက်ခဲလေးတွေတွေ့ရတတ်ပါတယ်ဒီလိုမျိုးအခက်ခဲလေးတွေကိုကျွန်တော်ကကျတော့ဘယ်လိုဖြေရှင်းလဲဆိုတော့ဒီကိုယ်ရောင်းအားပေါ့နော်ကိုယ်ရောင်းအားကိုကအမြဲတမ်းတည်နေဖို့လိုတယ် အဲကြောင့်မလို့ကိုယ့်ရဲ့ဆိုင်ရဲ့ရောင်းအားလေးတွေကိုကိုကတည်ထားဖို့လိုတာပေါ့နော်ရောင်းအားရှိတဲ့ပစ္စည်းကိုပေါ့နော်ကိုကအဲ့ဘူစီမီနိုင်လောက်ထိကိုကိုကဝယ်ရမှာပေါ့နော်အဲ့လိုမျိုးဝယ်ခြင်းအပြင်ကိုကဒီဈေးကိုအဲ့ဘူစီဒီပိုင်းနှုတ်ပြီးမှပေါ့နော်အဲအဲ့လိုမျိုးပြန်ရောင်းမှကိုယ့်ရဲ့ဆိုင်လေးရဲ့စိတ်နှုန်းကအတင်းတင်းဖြစ်နေပါပေါ့နော်ဟုတ်ပြီရောင်းအားရှိတဲ့ပစ္စည်းကိုကြတော့အဲ့လိုမျိုးယူနိုင်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းဒီမရောင်းကောင်းတဲ့ပစ္စည်းဆိုရင်တော့ ကိုကဒီကွဲရောင်းအားရှိတလောက်ပဲဝယ်တင်တာပေါ့နော်ဘလို့ပဲပြောပြောဒီအဲတခြားဒီဆိုင်တွေနဲ့ဒီလက်ကားဆိုင်တွေနဲ့ရှင်းလိုက်တယ်ဆိုရင်လည်းအဲဘလောက်ပဲဈေးများနေပါစေပေါ့နော်ကိုကဒီအဲ့လိုမျိုးစီပဲကြည်လို့လည်းမရတော့ဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့ဒီပစ္စည်းတစ်ခုဆိုတာဒီသူ့ရဲ့ဒီ expire date တွေပါလေလဲရှိတဲ့အတွက်ပေါ့เนาะ။တကယ်လို့ကိုကအရင်နေ့ရှိရင်တော့မှအဲ့လိုမျိုးပစ္စည်းကို အများကြီးဝယ်ထားမိတယ်ဆိုရင်ဘောနော်ကိုကတကယ်တမ်းရောင်းအားအဲ့လောက်မရှိဘူးဆိုရင်အဖို့စီမီအောင်ဆိုပြီးတော့အများကြီးယူထားနိုင်မိတယ်ဆိုရင်ဘောနော်တကယ်လို့ကိုကရောင်းအားအဲ့လောက်မရှိဘူးဆိုရင် ကိုမြတ်ရမယ့်အစားကိုကအဲ့ဒီပစ္စည်းကိုအဲတခါလေးရရင်အဲရှုံးတော့ပြန်ရှုံးတော့ဘောနော်အဲ့လိုမျိုးအနေထားလေးတွေလည်းရှိတတ်ပါတယ်အခုကျွန်တော်ပြောလိုက်တဲ့ဒီအရာလေးတွေကတော့ကျောလိုမျိုးလက်လီဆိုင်လေးတွေဂျုံတွေ့ရတဲ့အခက်အခဲလေးတွေပဲဖြစ်ပါလေ ဟုတ်ကဲ့ကျွန်တော် channel လေးကတော့ဒီအဲ store ဆိုင်လေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအဲကိုကိုတိုင်းအိမ်မှာပေါ့နော်တခုခုလုပ်တဲ့ video လေးတွေကိုအများအားတင်ပေးနေတဲ့ channel လေးပဲဖြစ်ပါလေအခုကျွန်တော် video ကိုကြည့်နေတဲ့မိတ်ဆွေကကျွန်တော် channel လေးကို Chinese တက်တဲ့ဆိုရင် like and subscribe လေးလေးလုပ်ပြီးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ် subscribe လုပ်တာ percent တပြားမှမကုန်ပါဘူး like လေးတစ်ချက်နှိပ်လိုက်တာ ပတ်စံတပြားမှမကုန်ပါဘူးကျွန်တော်တို့နောက်ဗီဒီယိုတွေထပ်လုပ်ဖို့ရအတွက်အားရင်လေးတစ်ခုအနေနဲ့ဖြစ်အောင်ဆိုပြီးမှတောင်းဆိုခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you in the next video bye bye